အားလုံးပဲမင်္ဂလာပါရှင်။ ARD နဲ့အနီတဝိုင်းဆိုတဲ့ဝိထုတုံဆောင်းပါကပြများစုစည်းမှုစာအုပ်ထဲမှာဆရာညီပူလီကြီးတဲ့ခေါဝင်တခြင်းဆိုတဲ့စာလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်နော်။ခေါဝင်တခြင်းခေါဝင်စိတ်ကိုစင်ပြီးအဝိတ္တွေမလျှော်ခင်မခင်တောင်ကသမီးအိုးတလုံးအရင်တည်ခဲ့တဲ့ ခင်းဖို့တော့သူ့ယောက်ျားရေစီတိုက်ပြီးလို့အပြန်မှာရတဲ့ပတ်စံနဲ့ချိပြီးစီစဉ်တယ်။ကိုစန်းလွင် ပြန်လာတာနေမြင့်နေရင်တော့နဘေးအိမ်ကလှဲ့တဲ့လှဲ့တဲ့အခါလှဲ့တယ်။နဘေးအိမ်ကအခက်ခဲရှိရင်လေကိုကလှဲ့ပေါ့။နအိမ်စလုံးအဆင်မပြေတဲ့အခါဂျစ်ပြင်းအဆင်ပြေမဲ့အိမ်ကလှဲ့လှဲ့ကြဆွဲကြရပြန်ရော။ သူကအဝတ်ဖို့ကိုစန်းလွင်ကရေးစီတိုက်ကလေးနှစ်ယောက်ရှိတဲ့သူတို့မိသားစုကငွေကြေးမပြေလည်ရင်ကလေးအိမ်ကကလေးတယောက်ခွဲနဲ့အဝတ်ဖို့တမစမ်းမီကပိုမပြေလည်ပဲနေတော့မပေါ့မဝတူအဝတ်ဖို့တဲ့အချင်းချင်းအခက်ခဲရှိနေပြန်ရင်ဒီပြင်းအရက်သွားပြီးလှည့်ချေကြရတဲ့မနက်ကအကြီးကောင်ဖူလာမင်းကိုချင်းအဝဲလွှတ်လိုက်တော့ဝယ်နေကြဆိုင်ကချင်းပြက်နေလို့ ပို့ခက်တဲ့အထိသွားဝယ်ရတဲ့ချင်းရောင်းတဲ့အိမ်ကလည်းအန်းစရာမရှိလို့အနှုတ်လဲတာစောင့်နေရပြန်ရောကုလမင်းလာတော့အနေနဲ့နဲ့မြင့်နေပြီဒီနေ့ကိုစန်းလွင်ကရေးစီပို့နေကြဟောက်တဲ့အိမ်တွေ အပြင်ဥစိန်တော်တို့တိုက်ကစွန်းကျွေးရှိလို့ဂျင်ငါးပြီမှထားတာမို့သူပြန်အလာကိုမျောနေမိတယ်ကိုစန်းလွင်အပြန်အစီအနေကောင်းရင်ထမင်းအိုးတက်ပြီးအင်းအိုးပါဆက်တယ်လိုက်ခြင်းနဲ့ လူလဲတက်တာချင်းကုံလဲတက်တာမဲနီးလေသူတို့သားအဖကိုဆောင်းရင်နေတော်အတော်မြင့်လာပြီမခင်တောင်ရဲ့အဖို့တချို့တောင်ခြေစိတ်ကပြန်လာကြပေါ့တနင်းကနွေလိုဥပုပ်လိုဒီနေ့လိုနေ့မျိုးတော့ခြေစိတ်ရောက်တာနောက်ကျရင်အဝတ်ဖို့ဖို့အစင်မပြေတင်တော့ဘူးမြို့တဲကမိသားစုတွေကောဝင်စိတ်ကိုလာပြီးခြေချိုးကြအဝတ်လျှော်ကြတယ်ခြေစိတ်ကစီကားရှုပ်ခွေးနေတတ်တယ် တာယိုးမျက်နှာပြင်ပေါ်မှာအဝေးလန်းစရာနေရာမရှိတော့ဘူးအခုချိန်လောက်ဆိုရင်အင်္ဂဒီတာယိုးဟာတက်တန့်ရောင်တာယိုးဖြစ်နေတော့ပြီဒီလိုစီကားရင်အဝေးချင်းမှားမှဆိုရတဲ့မခင်တောင်းတို့လိုမပြောင်မယောင်လူတွေကိုမရှိဖို့နိုးမျက်လုံးနဲ့လှမ်းကြည့်တတ်ကြတယ်အင်္ဂဒီတာယိုးကလည်းမမတ်ကြီးမှုနေမြင့်လေးလှမ်းကြမရှိလေအထက်တိုးလှမ်းလေးအန်တရကြီးလေးပဲ အလန်းမတော်ရင်ချော့ကြနိုင်တယ်လေသူများတွေလှမ်းထားတဲ့အဝတ်တွေကိုမနှင်းမိအောင်ရှောင်ကွင်းပြီးမဆောက်တဲ့တာယိုးပေါ်တက်ရတာကမလွယ်ဘူးချော့စရာတွေလည်းများပါရဲ့ပင်မန်းရင်ပင်မန်းပါစီတော့ဒီနေ့တော့ရေစိတ်မစင်းကျင်တော့နှက်ဖြံမှာပဲစုပြီးလျှော်တော့မယ်လို့အောင်မိတယ်ပြီးတော့အငဲကောင်ပုံနွေးနေတာနှစ်ရက်ရှိပြီးနှာရည်တွှဲွှဲနဲ့ကလေးဆိုတော့ဘာမှမပြောတတ်ဘူး တဤတဲ့ဤနေတာကိုမခင်တောင်စိတ်မကောင်းဖြစ်မိတယ်။ဒီကောင်ကပိုက်ခွဲမွေးထားရတာမို့အကြီးကောင်ထက်တန်ရုံးစင်ပူမိတယ်။ငွေကလေးကလေးမဟုတ်လား။ဒီကောင်တစ်ခါဖျားရင်၃ရက်၄ရက်ကြာတတ်တယ်။တစ်ခါတလေတော့လဲ9ရက်8ရက်။သူ့ဘော်လီအိတ်ထဲကတက်တန်အနှံလေးတွေဟာဆရာဝင်ရဲ့ပတ်စံအိတ်ကိုဘယ်နှခါချီတက်ကြမယ်မသိ။ဒါကြောင့်ကလေးဖျားမဲ့အစာလူကြီးဖျားလိုက်ခြင်းသေးရဲ့။ လူကြီးကတော်ယုံတန်ယုံဆိုရင် အခိုးပွင့်ဆွေးကိုဂျင်းလေးပူပူနဲ့တောက်ပြီးဆောင်းချုံချွေးအောင်လိုက်ရင်တက်တာသွားတာဒါပေမဲ့ဘသူမှမဖျားတာအကောင်းဆုံးဘသူဖျားလို့နာလို့မှမတက်ပါတဲ့မိသားစုကိုစမ်းမင်းအစင်ပြေလာခဲ့ရင် စီကလေးပြားကလေးနဲ့မိသားစုထမင်းဝိုင်းဖွဲ့ချင်သေးတယ်ကိုလာမင်းကကျုပ်နဲ့ပန်းမုံလာကျော်ဟင်းကိုပူဇာနေတာကိုကြားလာပြီး ဒီဟင်းကိုသူတို့သားအဖတိတ်တိတ်ကြတဲ့ဒီနေ့ရေစိတ်မစင်းပြတာခက်ကောင်းကောင်းလို့မခင်တောင်းနောက်မှတွေးမိတယ်။ကိုစန်းလွင်ရဲ့မိတ်ဆွေပကြီးဆရာကိုညီညီကတော်냐ပိစာတစအလျှော်ဖို့လာအပ်တယ်။ရှင်ပိစာကဘယ်တော့လိုချင်တာလဲ။မြ мян ရလီကောင်းပြီပေါ့အမတောင်းရဲ့။တိတ်အေးကြည့်ရင်တော့နှက်ပြညနေယူလိုက်လေ။ဒါမျိုးဆိုတာအချိန်ယူပြီးလျှော်မှဖြူတာ။ထင်းရဲခါမှယူပါလား။ ထူချင်တာပါပဲအမရဲ့ဖိနှဲခါလည်းမိပါတယ်မိဘူးသားပြတ်နိုင်တလောက်ပြန်အောင်တိုက်ထားလိုက်ပါဗျာအေးအေးဖိနှဲခါညနေလာယူပတိဆရာသူ့စပိန်စုပ်ကလေးကိုတွန်းပြီးထွက်သွားတော့ထွက်သွားတော့မှမခင်တောင်းကဘာယောင်တွေနဲ့ခြေထားတဲ့ပိတ်ဆပါလိမ့်လို့ကြောညာပိတ်ဆကိုဖြန့်ကြည့်မိတယ်ခါတိုင်းတော့ကိုညင်ကြီးစီကစေးကြောညာပိတ်ဆတွေဗီဒင်လက္ခဏာပိတ်ဆတွေခဏခဏလာအပ်နေကြမဟုတ်လား မခင်တောင်အမလေးတားလိုက်မိတယ်။ဂျင်းရီတောင်ဖို့သွားရပါလား။လှလိုက်တာလွန်ပါရော့။စက်တရရှိလိုက်တဲ့မျက်နှာကလေး။ပိဿာပေါ်ကအယုတ်ကိုကြည့်ရင် မခင်တောင်မျက်တောင်ခတ်ဖို့မိနေတယ်လေ။ကိုညီညီပတိဒီလောက်ရေးတဲ့ဆွဲတဲ့မန်သူအဆကမတိ။တကယ်လူအတိုင်းပဲ။တူလိုက်တာတူလိုက်တာတထေရတဲ့ပဲ။အသက်ဝင်လိုက်တာနော်။ မိဘူးအိုထဲမှာမိမရှိတော့လို့ပေါ့နှုတ်မွေရင်ခေါရိုးသူကလေးတွေကိုမိဘူးနဲ့လိုက်ဖိပါသေးရဲ့ချောစရာအထင်မဟုတ်ပဲအိမ်မှာအလားချိတ်ဖို့လက်ဆောင်ပေးတဲ့ပကြီးကားကြီးပဲဖြစ်လိုက်ပါတော့လို့အောင်းမေးမိတယ်။ပတ်စံရှိရင်ဒီကြောညာပိတ်ဆကိုဝယ်ထားလိုက်ချင်သေးတယ်။မခင်တောင်စိတ်ကူးရင်လို့သာရှင်နေတာပါ။တကယ်လို့ကိုညီညီကအလကားပေးတော့ဒီလောက်ကြီးတဲ့ပိတ်ဆကိုချိတ်ဖို့သူတို့အိမ်မှာနေရာမရှိပါဘူး။ ဘလောက်ကြာအောင်နင်းနေမိတယ်မသိထမင်းအိုးတူးနှံကလေးရမှမိဖို့ဘက်အပြေးသွားပြီးထမင်းအိုးကိုချလိုက်ရတယ်။အောက်ပိုင်းနည်းနည်းကက်သွားတယ်။ကိုဆန်းလွင်နဲ့ကလေးနှစ်ယောက်ကသာဝါအောင်ကြွေးလိုက်မယ်။ကို့အပြစ်နဲ့ကိုမှုဂျိုးကက်တဲ့ထမင်းကိုပဲဟင်းရည်နဲ့နှူးပြီးဖဲ့ရွက်စားတော့မယ်။ဒီနေ့အဖို့တော့ထမင်းမဝလဲအရေးမကြီးထမင်းလဲသိမ့်မစားရှင်ပြေနေတယ်လို့ပဲ ကိုစန်းလွင်ပြန်လာရင်ရင်နွေးတောက်ရအောင်ရင်နွေးတိုးတည်ထားပြီးမခင်တောင်းကြောညာပိတ်စစီတစ်ခါပြန်လာတယ်။ဒီတစ်ခါနောက်ဆုံးအနေနဲ့ကြောညာပိတ်စကိုအားရအောင်ကြည့်မလို့ easy လဲတန်ကြားတာနဲ့ကြပြကြရတိမ့်လိုက်ရတယ်။အပြင်ဘက်လန်ကြည့်တော့သူ့ယောက်ျားရဲ့ easy လဲမဟုတ်တာနဲ့ပိတ်စကိုတိတိကျကျပြန်ဖြန့်ပြီးအားရအောင်ငင်းနေလိုက်တယ်။ပြီးတော့မှစကြနနခေါက်လိုက်တယ်။ ဒီလိုခောက်နေရင်အိမ်ရှိမှာကစားနေတဲ့ပုလမင်းကို သူ့အဖေကစနေနောက်နေတန်းကြားလိုက်ရတယ်။ဒီလိုစနေလို့လဲကြောညာပိတ်ဆတ်ကိုအဝတ်ဟောင်းပုံအောင်တင်လိုက်ချင်ရသွားတာပေါ့။ဒီအကြောင်းသူသိသွားရင်ဘာပြောမယ်မသိသေးမလား။အပျော်မတ်တယ်လို့ပဲဆူမလား။ယူယူနိုင်လွန်းတယ်လို့တက်ရော်နေမလားမသိ။သူမသိတာကောင်းတယ်လို့မခင်တောင်းချင်မိတယ်။ဒီမနက်အေးမနက်စီတိုက်ခဲ့ရတယ်လေတော့။ ဥစိန်တော်တို့တိုက်ကြပါဆိုရင်၁၀စီးกว่าအလက်ဟန်ကြတာပဲကျုပ်ကရှင်တို့သားအဖကြိုက်တဲ့တန်းမုံလာတော်မလို့ရှင်ပြန်အလာဆောင်နေတာပေးပေးစမ်းမအောင်ဈေးကိုကျုပ်ပြေးကြည့်အောင်မယ်ဥစိန်တော်တို့ငါးစီကညနေမှယူတဲ့အခုငါးစီပိုအရင်ယူနှင်းกว่าဟမ်ဒီလူကြီးကဒါမျိုးကြီးပဲစွန့်တော့ခဏခဏကြွေးပေါ့ ရင်စီပိုးကြနေရွှေညရွှေနဲ့ထောက်တယ်မပြတ်အောင်လို့သာတင်းကြီးခန့်နေရတာမခင်တောင်ကမချစ်မရဲနဲ့ဆက်ပြောပြန်တယ်။ကျုပ်ကတခါတလေထမင်းမိတ်မိန်ဆားရအောင်တော်ပြန်အလားဆောင်နေတာပြီးတော့ဘိုက်လဲနည်းနည်းနာနေလို့ရေစိတ်မစင်းတော့ဘူး။ကိုစန်းတွင်ဟာမခင်တောင်စီကမမျော်လင့်တဲ့စကားကြောင့်အံ့ဩသွားတယ်။မင်းဘိုက်ကဘလို့ဖြစ်ပြီးနာရတာလဲကွာ။ချိုးချိုးမှဟုတ်ရဲ့လားကွာ။အမဲတီနာရဲ့ရိုးရိုးပါတော့ မနေ့ကမိစန်းအဝတ်တွေကူလျှော်လိုက်တာဒီစိတ်မှာနည်းနည်းကြသွားလို့ထင်တာပဲမသိပါဘူးကွာငါကနောက်တစ်ယောက်များလာလို့နောက်မတစ်ယောက်ချင်မနောက်မတစ်ယောက်ချင်တော့ပါဘူးတော်ကြီးကိုဟိုဟာလောက်ပါဆိုတော့တော်ကအကြောက်နေလို့သားမကြောက်ပါဘူးမိမရတရားစစ်လို့မရလို့ပါပြီးတော့အဲ့ဒါလုပ်ပြီးရင်အလေးအပင်မဆွဲရဘူးတဲ့အနားယူရအောင်ပါအဲ့ဒါလုံးလိုက်ရင်အဲ့ဒီနားတဲ့ရက်တွေကိုဘာနဲ့သွားစားကြမလဲ ငွေ150အခြေရတဲ့အပြင်ကိုစမ်းလွင်နားနေတဲ့ရက်တွေအတွက်ပုံကြမဲ့စားရိတ်ကိုတမိတမျှအထက်ပေါင်းရင်မခင်တောင်းခေါင်းခါနေမိတယ်။ ပူဆန်းလူရဲ့အတောင်ပြချက်ကလည်းခိုင်လုံနေပြန်တော့မခင်တောင်းဘာမှပြန်မပြောတာဘူးခေါ်ဝိစိတ်နာနီလို့ကတို့တွေမော်တော်တွေကဟွန်းတပေါ်ပေါ်လှုပ်တာကြောင့်အိတ်ကောင်းချင်းမအိတ်ရခဏခဏနိုးတာကြောင့်ကလေးတွေဒီလိုများလာတာလို့တာသမီများရတဲ့အကြောင်းကိုရှက်ကိုရှက်ကန်းနဲ့ရေမောပြောတတ်တဲ့ကိုကြီးမောင်တို့လင်မယားကိုစိတ်ကူးထဲမှာမြင်နေမိတယ် ခါတိုင်းညဆိုရင်မခင်တောင်းလဲကိုဆန်းလွင်လိုပါပဲခေါင်းချလိုက်ရင်အိပ်ပျော်သွားတာဒီညတော့မခင်တောင်းဟိုဘက်လှိမ့်လိုက်တွေးလိုက်ဒီဘက်လှိမ့်လိုက်စိတ်ကူးလိုက်နဲ့ပြီးတော့ကို့အတွေ့နဲ့ကိုဂျင်းနဲ့နေမိတယ်အိမ်မက်ဆိုတာကိုမက်ချင်တဲ့အတိုင်းမလို့ရရင်တိတ်ကောင်းမှပဲလို့လဲတစ်ဆက်ထဲတွေးနေမိတယ်ကိုဆန်းလွင်နဲ့ကိုလာမင်းတို့ညီအကိုကတော့အိမ်မောကြနေကြပြီ အငယ်ကောင်ရဲ့သွားကြိတ်တန်ကပူကျနေတဲ့ရောင် သူကတော့မိုးစင်စင်လင်းပြီးမနှက်ဖြန်ရောက်ချင်လာပြီညာဦးကတလိမ့်တဲ့လိမ့်နေမိတာဘယ်အချိန်ကျမှမိခင်နဲ့အိပ်ပျော်သွားလိုက်တယ်မသိသူနိုးတော့ကိုစန်းလွင်အနားမှမရှိတော့ဘူးဘယ်ညာရမ်းပြီးရိမ့်ကနေတဲ့ရေစီဘင်းရတွေပဲအိမ်ရှိမှကြံရစ်ခဲ့တယ်ထရန်အပေါက်တွေကြားကိုစွထိုးနေတဲ့ခြေရောင်ချီတန်းကလေးတွေဟာအိမ်ထဲမှာနေရာအတော်ယူပြီးနေကြပြီး သူ့သားနှစ်ယောက်ကတော့ချွေပန်းကလေးတွေမိုးပေါ်မျောလို့အိတ်ကောင်းနေကြတော့အငယ်ကောင်ကအပူကျဆပြုနေပြီဒါပေမဲ့ဆရာဝန်ကဒီညနေလာပြဖို့ခေါ်ထားသေးတယ်မျက်နှာကိုအမြန်သိပြီးဖောက်တဲ့အိမ်တွေဖက်တစ်ခေါက်ရှောက်လိုက်တယ်မိစန်းမိစန်းရဲ့အိမ်ဘက်နာဆင်းလိုက်ပါအောင်လို့နဘေးအိမ်ကိုအခဲရသေးတယ်ဒီမနက်လဲရှော်ဘိုးအဝတ်တွေတော်တော်များများရလိုက်ပါတယ် မနီကအထယ်တွေလွယ်ညနေဆက်ဆက်လာပြီးမယ်လို့ကတိပေးပြီးအိမ်ကိုခက်သွက်သွက်ရှောက်ပြန်လာတယ်။အိမ်ရောက်တော့ကုလမင်းတို့ညီအကိုဖုန်ထဲမှာကစားနေကြပြီ။ထမင်းအိုးကိုကတိုင်းခရိုက်တယ်ပြီးသားနှယောက်ကိုမျက်နှာတစ်ဖို့ခေါ်လိုက်တယ်။ကုလမင်းရဲ့မျက်နှာကိုညစ်ထေးထေးမျက်နှာတုပ်ပွားနဲ့တိတိချာချာတုပ်ပေးလိုက်ပြီးမုံပြားတလက်နှစ်ချက်အဝယ်လွှတ်လိုက်ရတယ်။ထမင်းအိုးမစုံခင်ကြော်ညာပိစကိုတစ်ခါထက်ကြည့်လိုက်သေးတယ်။ ကြည့်လို့မဝတဲ့ပိစာကိုရှော့ပြစ်ပုတ်ပြရမှာသူနှမျောနေမိတာပေါ့ပကြီးဆရာကိုထိန်းရဲကနောက်တရက်မှမချင်းလိုက်မိဘူးလို့လဲနှောင်တရနေမိတယ်။ခမင်းကျက်တော့ခမင်းအိုးကိုချထားမှတ်ထားပြီးရှင်နွေးအိုးဆက်တယ်တဲ့။ဒီအတွင်းမှာရှင်နွေးအိုးမစူခင်တနခါးခဲကိုကြောက်ပြင်ပေါ်မှာနာနာဖြစ်သေးလိုက်တာ။အရက်သေးလေရောက်တဲ့တနခါးခဲဟာမူးဝေသွားရှာတယ်။ တမခါခဲကထွက်လာတဲ့တမခါခက်ပြပြဟာကြောက်ပြင်ကိုတဝက်သိမ့်ပိုက်ထားပြီးပါပြီ။တမခါကိုဘလောက်ထူအောင်လိမ့်ပြီမဲ့လဲမခင်တောင်ရဲ့တမခါမနဲ့နဲ့နေရာတွေဟာနေစားလို့အယောင်ပြောင်းနေကြတယ်။တော်ညာပိတ်ချတဲ့ကိုနှစ်ရက်စာအဝိတ်တွေအကုန်တင်းကျုံထဲလိုက်တယ်ဒီလိုထဲရင်သူနဲ့တော်မဲ့ ိမ်မဝတ်လက်ရှိအင်ကြီးကိုရွေးပြီးအထယ်ရီရဲ့အပေါ်ယံကထားပြီးတော့အထုပ်ကိုကြကြနနထုတ်လိုက်တယ်။မိမ်မဝတ်လက်ရှိအင်ကြီးမပါတဲ့အခါလဲရှက်အင်ကြီးပေါ့။မခင်တောင်းဟာအိမ်ကနေရေစိတ်ကိုဆင်းတဲ့အခါပူပိုင်တဲ့အဝတ်တွေထဲကအယောင်ရှိတာလေးလှမယ်ထင်တာလေးဝတ်ပြီးသွားနေကြ။ရေစိတ်ရောက်တော့မှရှော်မဲအထယ်ကထည့်ထားတဲ့အင်ကြီးနဲ့ထမိန်ကိုလဲဝတ်ပြီးအဝတ်တွေကိုဖွတ်တယ်။ ဒါမှလည်းပိုဝစ်လာတဲ့အဝတ်နေစားတတ်တာမယ်မဟုတ်လားခဏခဏလည်းမလျှော်ရတော့ဘူးပိုဝစ်ထားတဲ့အထည်အဝတ်ကိုတော့နောက်ဆုံးမှပဲလျှော်လိုက်တယ်ဒီလိုနဲ့မခင်တောင်မဝစ်ဘူးတဲ့အစင်မဝစ်ဘူးတဲ့အမျိုးမရှိတလောက်ပဲကိုလာမင်းပြန်လာတော့ညီကိုသူတို့ညီအကိုနှစ်ယောက်မူပြားတလက်တစ်ချက်ကိုတဝက်စီဖဲ့ပေးလိုက်တယ် သူကတော့မွန်ပြားတလက်တစ်ချက်လုံးစားထားမှနရက်စာအဝတ်တွေလျှော်နိုင်မယ်လေ။ဥမထဲကတင်းနေဖို့လိုတယ်မဟုတ်လား။အငယ်ကောင်ရဲ့နှာခေါင်းမှာလူစည်းနေတဲ့အနှက်တွေကိုတုပ်ပေးလိုက်ရတယ်။နှုတ်မွေဒီကလေးဟာမွန်ပြားတလက်အချို့ရဲ့အရာတာကိုရှာပေါ်မှာတင်လိုက်ရမယ်မဟုတ်ဘူး။ သူကိုယ်တိုင်ကတော့မုံပြတလက်တစ်ခုကိုကောင်းအောင်မစားနိုင်ဘူးစိတ်စောနေတယ်။ဒီစိတ်မှာရောက်နေနေမဲ့ဖုဖော်ဖုဖက်ညွန့်ခင်မမီစန်းလှလသိန်းတို့အေးတင်တို့စီထိတ်ကရောက်နေတယ်။သူစားလို့မကုန်နဲ့မုံပြတလက်စားလက်စအကြံကိုစက်ကူနဲ့ပုံထားခဲ့တယ်။ဘုလမင်းမဝတင်းရင်ယူစားဖို့လဲမှာခဲ့တယ်။ညီလေးတော်မကျင်းနဲ့တော့အရင်ပြေးနေလိမ့်မယ်အပြင်ထွက်မစောကြဘူးလေမှပြစ်ခဲ့ရတယ် အဝိထုတ်ကိုခေါင်းပေါ်ရွက်ပြီးမခင်တောင်းခေါဝင်စိတ်ကိုရှောက်လာခဲ့တယ်။လက်တစ်ဖက်ကတော့အိမ်သုံးစေးပုံးအဟောင်းကိုဆွဲလာခဲ့တယ်။ပုံးခွန်ထဲမှာစက်ပြရဲ့လက်ရိုက်တို့ရဲ့ခရမ်းရောင်ပလတ်စတစ်အမွေးတို့ဘရုတ်တစ်ခုရဲ့ပါလာတယ်။မြစ်စိတ်ကိုလာရင်ခုပီတီနဲ့ကိုခုအတွင်းနဲ့ကိုတွေးပြီးပြုံးလာမိလို့ကြီးတော်အေးတင်ကားတောင်တောင်မှဘာဖြစ်လာတဲ့တုံးတဲ့ မခင်တောင်ရေပဲရေနေလိုက်တယ်။ဂျီတော့အေးတင်ရဲ့မျက်လုံးကခေါင်းပေါ်ကအဝတ်ထုတ်စီရောက်သွားတာလဲတွေ့လိုက်တယ်။ညောင်သုံးပင်စိရောက်တော့မှအိမ်မှာခဏမချွတ်ခဲ့ပဲနေပြီးရေစိတ်ကိုကြီးလာမိတာကိုနောင်တရမိတယ်။မခင်တောင်တို့အဖို့တော့ခဏကရေစိတ်မှာအသုံးမဝင်ဘူး။အခက်မသိရင်ပြောင်းနိုင်သေးရဲ့။မြစ်အေယာဟာစီးတဲ့ဆိုယုံလေးအတန်တိတ်စီစင်းနေတယ်။ လေကတဖြူးဖြူးမှုအစိမ့်ညင်ဝတ်ညောင်ရွက်အဖျားတွေဟာတန်လိုက်အိမ်မြောင်လိုမြောင်အရက်ကိုညွန့်နေကြပြီဤစိမ့်မှာလည်းအဝတ်ဖို့ဖို့ short ဖက်တွေစုံတလောက်ရှိနေပါပြီကြောက်တုံးပေါ်တင်ပြီးအဝတ်ကိုဆောင်းတန်းလက်ရိုက်တုံးနဲ့အဝတ်ကိုရိုက်တန်းတွေအမွေးတို့ဘရရဲ့တီးဆူတန်းတွေဟာဘောဝင်ရဲ့နနက်ချိန်ခါတီးတန်းတာတွေပါပဲ ပုံနှပြန်ကတို့ကတော့တဘောဘောအတန်ပေးရင်ဂျီနဲနေတဲ့အီယာရီထဲမှာရွေးလျားဖို့ကြိုးစားနေတယ်။ဂျီနဲနေပြီးမှမဆောက်လာတဲ့အင်္ဂလိပ်လီက38ထစ်စလုံးလဲရင်ငဲ့နေကြလေရဲ့။မိလုံးကသူလျှော်ပြီးအဝတ်တွေကိုသူများထက်ဦးအောင်ကတို့ချီတဲ့ကျိုးတင်မောချီတဲ့အုံးဆန်ကျိုးအတုတ်ကြီးတွေပေါ်မှာလှမ်းထားတယ်။ကိုအပေတက်တာတဲ့အဝတ်လှမ်းနီးပေါ့။ ်အင်္ဂရိတာယူပေါ်လှမ်းကြတဲ့အထယ်တွေလိုရုတ်တဲ့အခါအားနဲ့ခါဆရာမလိုဘူးပေါ့မြင့်လေကောင်ကတန်ဖိုကျွန်းရဲ့တောင်ပြားမှာတော့ပြောင်းကင်းဖယဲကင်းညီဘဲကင်းတွေဟာနှုံးတင်မြေနုစီကိုအရသာရှိရှိစားပေါက်နေကြတယ်။ပြောင်းကင်းကလည်းသူ့ရဲ့ညာစိမ်းရောင်တခွန်ကို တလူလူလွင့်နေတယ်လို့ဖယဲကင်းကလည်းအစိမ်းရင်ရောင်ကော်စောကိုတမျောတခေါ်ကြီးဖြန့်ထားလိုက်တယ်။ ညောင်မင်းသားရွာသားတစုကတော့ငှက်တစင်းနဲ့မန္တလေးကိုကူးလာနေကြရဲ့မင်းဝန်တောင်တန်းကတော့ခလန်းလန်းမှာအကြိုက်အဝမ်းအမှုအမောက်တွေနဲ့မိပြာရောင်ဆုံးမိပြာရောင်ဝတ်စုံကိုစင်မြန်းရင်ဧကစာရီကျင့်နေကျင့်နေတယ်လေညောင်သုံးပင်ခြေရင်မှာအဝတ်ထုတ်ကိုချထားပြီးလေကမမတ်အတိုင်းအောက်ကိုမခင်တောင်ခတ်တုတ်ခတ်တုတ်တုတ်ဆင်းလာတယ် လီကာရင်မှာအဝိရှော်နေတဲ့မဘီကိုသူ့အဝိထုပ်ကိုကူဖမ်းဖို့ပြောပြီးလီကာကိုအပြေးပြန်တက်သွားလိုက်တယ်။မခင်တောင်းရဲ့တုတ်တီးတုတ်ပြပြုအမှုကိုအဝိဖို့ဖို့ရီကနားမလဲတဲ့အကြည့်နဲ့ကြည့်နေကြတယ်။လီကာထိတ်ကအဝိထုပ်ကြီးကိုကြည့်ပြီးခင်တောင်းပွားပေါက်တိုးလာပြန်ပြီးထင်တယ်လို့တွေးတဲ့လူကတွေးကြတယ်။လီဘေးထဲတွင်ရှော့ဖို့ရလာပြန်ပြီလို့ထင်တဲ့လူကထင်ကြတဲ့ပေါ့ နင်းနေသောသေးတော့မိကားချစ်မှာအဝိမလန်းကြသေးဘူးမခင်တောင်းတွန်းချလိုက်တဲ့မခင်တောင်းတွန်းချလိုက်လို့မဆောက်တဲ့အလှေကားအတိုင်းခုံပေါက်ဆင်းလာတဲ့အဝိထုပ်ကိုအဝိဖုသမတွေဆူဆက်နဲ့အကြည့်နဲ့ကြည့်နေကြတယ်။အောက်ရောက်လို့အထုပ်ဖြေလိုက်တော့သူတို့ထင်တယ်လို့လေပြီးအထည်တွေမဟုတ်ဘူး။ခါတိုင်းလို့ချင်းတောင်တွေအိပ်ရခင်းတွေဆောင်းတွေနဲ့အဝိအစားတွေပါပဲ။ ခါတိုင်းတော့ဒီလိုအဝတ်တွေများရင်နှထုတ်ခွဲထုတ်နေကြဒီနေ့မှတထုတ်ထဲလှုပ်လာတာထူးဆန်းနေလို့အဝတ်တွေထုတ်လာတဲ့ပိတ်စကိုစိတ်ဝင်စားကြပြန်ရောလှလသိန်းကလက်ရိုက်တုပ်ကိုချညွန့်ခင်မကစောက်တုံးနဲ့ရိုက်ဖွတ်တာရက်ပြီးအညောင်းဆန့်ရင်မခင်တောင်ဘက်လှည့်ကြည့်နေကြတယ် ကြောင့်ပိစကိုတထောင်စီဆွဲဖြန့်ပြီးအဝတ်အဝတ်ဟောင်းတွေကိုပစိုးကတပုံဘောလီကတစုဆောင်းကအီချခွဲလိုက်တော့ကြောင့်ပိစပေါ်ကအယုတ်ကတဖြည်းဖြည်းပေါ်လာတယ်။ချင်းဝိုင်းမှာတက်ညီလက်ညီခစ်ခစ်စန်းချင်းပေါက်တွေခက်ကစားနေတော့ချင်းလုံးဒေးထွက်သွားရင်ချင်းသမားတွေရောပိတ်သက်တွေပါဝိုင်းအော်ကြတဲ့ခဲမျိုးဒီစိတ်မှာလွှမ်းသွားတာပေါ့။ဇမင်းသားကလေးအချောလကလေး လေပင်မှာစပယ်ပန်းကုန်းတုတ်တုတ်တကုန်းဆွတ်ထားပြီးခေါင်းပေါင်းစမှာရွှေချီငွေချီတလက်လက်နဲ့တတက်ကလေးပေါ်ယုံပြုံးနေတဲ့ကိုတပိုင်းပုံလေပင်မှာပလဲပတိသုံးကုန်းရစ်ထားတယ်မြို့တော်စိန်ကြည်အောင်ပုံတော့လို့အတန်ပြူလိုက်ကရှိသေးတယ်အနီးနားမှာရှိတဲ့အရွယ်လွန်သားတဲ့အမေအပြိုအပြိုဟိုင်းတခုလက်အဝိဖုသမရိမခင်တောင်ရဲ့အဝိပုံကြီးရှိရာစုပြုံရောက်လာကြတယ် စတီဝင်းစန်းဝင်းရှမ်းဝိုင်းဘဲပုတ်တန်ချုံတာလဲတန်ညောင်ကုန်းလဲတန်လန်ဒန်ဝင်းပတ်တာမင်းတုံးလိုအရဲတွေမှာတော့ဖျားပွဲဓမာယုံပွဲဆိုရင်သူမပိုင်ရင် မပြီးတဲ့စိတ်ကြည်အောင်ပေါ့နန်းအောင်မြေဓမာယုံပွဲမှာဒီမင်းသားကြီးနှစ်စဉ်၃နှစ်ဆက်ကရတဲ့မင်းသား ဥပိ္ပစီဖရာပွဲမှာနှစ်ညကပြအတုံးတော်ခန္ဓာကိုပိဋကကအာမရလို့တော်တော်မမနှမလေးတို့အလိုစားတညတိုးကပြရတဲ့မင်းသားသူတို့ချစ်တဲ့သူတို့သဘောကြတဲ့ဝဲခွင်တွေမလွတ်တန်းကြီးခဲ့ရတဲ့မင်းသားချောရဲ့ပုံဟာနေစားသွားလို့စေးရောင်လွင်ပြက်ပြဲသွားပြီမဲ့သူတို့မျက်စိထဲမှာတော့လှပအစ်လွင်တောက်ကြွနေတုံးပါပဲ။ အကြည့်ဆရာကပိုစတာစေးတွေကိုပုတ်သက်ပြီးရေးထားတာမို့မင်းသားရဲ့ပါဟာမို့ပြီးလုံးကျွမ်းနေပါတယ်။စုတ်တံနဲ့တည်တည်ချာချာမှုန်းထားတာမို့နာရန်ကလေးကဆင်းနေပြီးအပြင်မှာထက်ပိုချောတယ်လို့ထင်ကြတယ်။တချို့ကလည်းဇက်စင်ပေါ်မှာပူလာတဲ့ အောက်ပိုင်းကရေးထားတဲ့စလုံးဝိုင်းတွေကတော့အနုညူယောင်တွေနဲ့မှုတစ်လွင်နေတော့ပကြီကိုညီညီကမြဝေးရဲ့အလဲတက်တက်မှာမျက်စိကိုရေးထားတော့ဝိုင်းကြည့်နေကြတဲ့ပြိသက်ကိုဖန်ဆားမိနေတာပေါ့ဘယ်နေရာဘယ်တောင်းကကြည့်ကြည့်မင်းသားနဲ့အကြည့်ချင်းစုံနေတယ်လို့ပဲချင်းကြည်အောင်ရဲ့မျက်လုံးဟာအဝိပုတ္တမရိရဲ့ဝိညာဉ်ကိုဖမ်းချုပ်ထားတဲ့ မင်းသားကငှကြည့်နေတာတော့လို့ညွန့်ခင်မကအာရပါရပြောချလိုက်တော့အမငှကြည့်နေတာပါကောင်မရဲ့လို့မက်ဘီကချက်ချင်းကန်ကွက်လိုက်တယ်ပြောရော်မယ်ငှလင်ကငှကြည့်နေတာပါဟဲလို့တယောက်ကဆိုလိုက်ပြန်တယ်အိုင်းဒါမှကုကုကိုမြန်ပိုင်ဆိုးပိုင်နှင်းပြောလိုက်တာလို့ညွန့်ညွန့်တန်ကပြန်ပတ်လိုက်တယ်ပျော်ပျော်ရွှင်ရွှင်အတန်လွင်လွင်တွင်ခေါဝင်စိတ်မှဝေစီနေပါတယ် မခင်တောင်ရဲ့ជីနူးတဲ့အပြုံးရိပ်မှာဟက်ပြီးမြေအေရာလဲလိုက်ပြီးပြုံးနေတယ်။တော်များတွင်ကဒီပိဿာကိုနောက်မှလျှော်ဖို့ပြောလာတယ်။အဝတ်ဖွင့်ရင်အမောပြေကြည့်ချင်တဲ့မသိန်းတင်ကသူ့အဝတ်ထုပ်ကိုကြော်ညာပိဿာနဲ့နီးရကိုပြောင်းလာပြီ။ကြီးတော်များကဟဲ့ခင်တော့နေမင်းညားကစမ်းလွင်နဲ့အိတ်တာလားဒီပိဿာအဖက်အိတ်တာလားငါပြောစမ်းလို့မေးလိုက်တယ်။ အိတ်တာတော့ကိုဆန်းလင်နဲ့ပါတော့စိတ်ကတော့ကြီးတော်များလို့ပေါ်လို့ပြန်ဖြည့်လိုက်တယ်။မင်းသားရဲ့ဖန်ဆာချက်ကြောင့်ကြီးတော်များလည်းခတိုင်းလို့စက်ပြာကိုမဆဲတော့ပါဘူး။မက်ပီတို့တတွေဟင်းတော့ကထမင်းတော့ကစီကျွေးတွေထီကျွေးတွေငစိန်ကျွေးထမိန်ကျွေးတွေတားအပ်ဘူးစားအပ်ဘူးတွေခဏမိသွားကြတယ်။ မခင်တောင်းရဲ့အတွေ့အထဲမှာတော့ဒီပိစာကိုရေနဲ့လျှော်ပြီးရင်ပေါင်းအိုးထဲထည့်ပြုတ်ဖို့ဖြင်းဖို့ချွတ်သေးမုံဖို့ငွေခဲအတွက်စေးဖို့ကိန်းကနန်းတွေတန်းစီနေရာယူနေကြပြီလေအထယ်ရီတဲကအဝတ်တွေဖို့ရင်ဝတ်ဖို့တတ်တတ်ဖြစ်ထားတဲ့ဣရှံလက်ရှိလေးကို မခင်တောင်းကောက်ဝတ်လိုက်ပါတယ်အသွေးကအောင်ပလသွေးလေးဆဆချင်းဦးစိန်တော်တို့ဆွန်ကျွေးတုံးက ုံးထားတဲ့လက်တုပ်ပွားတွေလျှော်မလို့ဂျီပုံးတစ်ဖြစ်လဲစေးပုံးခုံကိုဖြည်တဲ့အနှစ်လိုက်မှာနဖူးကထွေးတက်ဆက် AR မြစ်ထဲခုံစင်းပြီးပြပြင့်ချွေးတွေနဲ့ပေါင်းသွားတယ်။အဝိဖုသမားတွေရဲ့လက်ရိုင်တုံးနဲ့အဝိကိုရိုက်တဲ့ကြောက်တုံးနဲ့အဝိဆောင်တဲ့ရွနဲ့တိုက်ဆွဲတဲ့အဝိဖုတဲ့တွေရဲ့ဝီစီတဲ့အတန်တွေနဲ့ပေါင်းစုထားတဲ့ဘောဝင်တခြင်းဟာလီထဲမှာပြန့်လွင့်နေစေ ။အေယာဝရီကတော့တူတူတိတ်တိတ်ကလေးစီစဉ်မြဲ။စပယ်ဖြူဩဂုတ်1985နားဆင်အပိကကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ Channel လေးကိုလည်း Like and Subscribe လေးပြုလုပ်ပေးကြပါအောင်နော်။အားလုံးဘေးကင်းကျန်းမာကြပါစေရှင်။